ဟုတ်ဆရာကနေဒါတို့ကို verify နေတဲ့လူမျိုးကြီးနော်ရန်ကုန်တိုင်းဒေသကြီးကြောင်းဆရာတော်ကနော်ရန်ကုန်တိုင်းဒေသကြီးကဆရာတို့ဘယ်ထဲမှာပါဝင်လဲဆိုရင်ဆရာတို့ကပြောတယ်အလယ်ပိုင်းခြံပိုင်းဒေသတွေမှာပါဝင်တယ်အဲ့ဒီရန်ကုန်တိုင်းဒေသကြီးဒီအလယ်ပိုင်းခြံပိုင်းဒေသရဲ့ဘယ်အပိုင်းမှာပါဝင်လဲဆိုရင်တောင်ဘက်ဇောအပိုင်းမှာပါဝင်တယ်ဒါဆိုရင်ဆိုတော့တောင်ဘက်ဇောအပိုင်းမှာပါဝင်တယ်ဆိုရင်တောင်ဆိုရင်ဘာမှရှိမလဲအောက်မှာရှိမယ်ဆရာတို့ဒီအောက်မှာနော်အဲ့ဒီမှာဆရာတို့ပါဝင်တယ်နောက်တော့သာသမီတွေဖတ်စာအဖွဲကိုကြည့်မယ်ပြော ဖတ်စာအုပ်လေးကြည့်ပြီးတဲ့အခါမှာအဲ့ဒီမှာဆရာတို့ပန်းရောင်စိတ်လေးနဲ့တွေ့ဟုတ်ကောအဲ့ဒါလေးဆရာတို့ရန်ကုန်တိုင်းဒေသကြီးနော်အဲ့ဒီရန်ကုန်တိုင်းဒေသကြီးမှာတော့ဆိုပြီးတော့ဘာလို့လဲဆိုရင်အရက်နေမလာဆောင်ချလိုက် တော့ထောင်ပြီးသွားရင်ဆိုတော့အရှိမမှာပါရှိတယ်အနောက်ဘက်မှာပါရှိတယ်တောင်ဘက်မှာပါရှိတယ်မြောက်ဘက်မှာပါရှိတယ်ဆိုတာဆရာကကြည့်ကြည့်မယ်နော်ဒါဆိုရင်တောင်ဘက်မှာပါရှိတယ်ဆိုရင်မௌဒမပင်လယ်ခွေတွေအောက်တက်တက်မှာပါရှိတယ်မௌဒမပင်လယ်ခွေနောက်တစ်ခုကဆရာကတောင်ဘက်မှာပါရှိတယ်ဆိုရင်တောင်ဘက်ဆိုရတဲ့တွေအောက်တက်တက်မှာရှိတယ်မௌဒမပင်လယ်ခွေရှိတယ်မြောက်ဘက်နဲ့အရှိမမှာပါရှိတယ်ဆိုရင်ဘကိုးတိုင်းဒေသကြီး ဒါကဘောအနောက်ဘက်မှာပါရှိလဲဆိုရင်အေယာဝတီတိုင်းဒေသကြီးဒါဒီရန်ကုန်တိုင်းဒေသကြီးကနယ်နိမိတ်ချင်းပါလို့နေရာနဲ့ချိန်ဆက်နေတာနောက်တစ်ခုကကြတော့ဆရာတို့ကိုကိုကျော်ကိုကိုကျော်ကဆရာတို့အဲကြီးကြီးမဲ့ဆိုရင်ဆရာတို့ဘယ်လမှာပါပါလဲဆိုရင်အေယာဝတီတိုင်းဒေသကြီးဘက်မှာပါဝင်နေဒါမဲ့သူဒီဘယ်လမှာပါဝင်လဲဆိုရင်ရန်ကုန်တိုင်းဒေသကြီးဘက်မှာဖြစ်တယ်ပါဝင်နေတော့ဒါဆိုတော့ဘင်္ဂလားပြည်နယ်ဟောအော်အတွင်းမှာရှိတဲ့ ကိုဂိုးကျွန်းဒီဆရာကဘယ်တော့ပါပါဝင်လဲဆိုရင်ဂျန်ကိုနိုင်ဒေတာကြီးကမှာပါဝင်တယ်တော့ဆရာတိတလောက်ဆရာပြောပြမယ်ဆိုရင်ကို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 ကျွန်းဒေတာကြီးကဆရာတိတလောက်တော့ပြောကြည့်တာနော်ကိုကိုကျွန်းဒေတာကြီးကအရင်တော့ဆိုရင်ဆရာကတသက်တကျွန်းကြတယ်ထောင်းနေမှာဆရာတို့နော်အဲတင်မှုတွေကတသက်တကျွန်းကြတဲ့လူတွေကအဲဒီကိုကိုကျွန်းမှာသွားပြီးတော့နေရတယ် เนาะเสียอ่ะมาအစ်ကိုမဆက်ပြည်ရပြောတာတော့အခုကဘယ်လိုပုံစံမျိုးဖြစ်နေလဲဆိုတာမသိဘူးเนาะဒါဆိုရင်ဘေကန်ပင်နဲ့ဟောအထွေးမှာရှိတဲ့ကိုကိုကျုံးကလည်းဘမပါဝင်လဲဆိုရင်ဂျန်ဂွန်လိုက်ဒေတာကြီးမှာပါဝင်တယ်ဒါဆိုရင်နောက်တစ်မျိုးကဒါဆိုရင်ဒါလေးကိုကြည့်ဖို့လိုပါတယ်ဂျန်ဂွန်လိုက်ဒေတာကြီးဒီဘယ်အရင်နဲ့နံနံပဲချင်းထိဆက်နေလဲဆိုရင်တော့ဘယ်ဖြစ်တတ်တာကိုကိုကျုံးကဒါဆိုမျိုးဘယ်ထဲမှာပါဝင်လဲဆိုတာလည်းဘာလို့ကလည်းဆက်ပြည်ရဒါဆိုရင်ဆရာတို့ဆက်သွားမယ်ပါတော့ ်နောက်တစ်ခုကအဲ့ဒီရန်ကုန်တိုင်းဒေသကြီးမှာဆဲဝါညညာပြန်ပြူးတယ်မြင်မျက်နှာအပြင်ပြင်ရှိတယ်เนาะတောင်မုံတောင်တိုင်းတွေမရှိဘူးဒါပေမဲ့တစ်ခုချင်းရှားတာတစ်ခုဆဲတော့ချွင်းချက်ကဘာလဲဆိုတော့ဘုံယူမကနေပြီးတော့စင်းသက်လာတဲ့ကုံယူတဲ့အချိုးရှိတယ်ကုံယူတဲ့ဆိုတာကဆဲဝါမြေပြင်ကအနေငယ်မှုเนาะမုံမောက်ပြန်ပြူးနေရဆရာပြောတာအဲ့တော့ဒီဆဲဝါဘာလဲဆိုရွှေကုံစီတို့မှာတရှိတဲ့တိန်ဂုတ်ရကုံး ဒါဒီဆရာတို့ကဘိုးယိုးမကနေပြီးတော့စဉ်သက်လာတဲ့ဂုံယူတန်းခြေရှားတဲ့ဂုံယူတန်းရန်ကုန်တိုင်းဒေသကြီးမှာခြေရှားတဲ့ဂုံယူတန်းကဘာလဲဆိုရင်ရွှေကုန်းစည်းတော်မှာတည်ရှိတဲ့တိန်ကုန်းထရာကုန်းဒါဒီဆရာတို့ကဘိုးယိုးမကနေပြီးတော့စဉ်သက်လာတဲ့ဂုံယူတန်းအဲ့တော့ဒါဆိုရင်တာသမီးတို့ဆရာမင်းတယ်ကွာအရန်ကုန်တိုင်းဒေသကြီးမှာခြေရှားတဲ့ဂုံယူတန်းကိုပေါ်ပြပါဆိုရင်ရွှေကုန်းစည်းတီတော်မှာတည်ရှိတဲ့တိန်ဂုဒ္ဓရာအကုန်းကြီးဘာဖြစ်လဲခြေရှားတဲ့ဆရာဆက်တော်မယ်လို့ဒါတို့ခု ီမာရတာတို့မျိုးကပတ်စာအုံတွေကပုံတွေကိုကြည့်လိုက်ပါเนาะအဲ့ဒီရန်ကုန်တိုင်းဒေသကြီးမှာခြေရှားတဲ့မြစ်တွေကဘာမြစ်လဲဆိုတော့လှိုင်းမြစ်ရှိမယ်၊ဘကုံးမြစ်ရှိမယ်၊ရန်ကုန်မြစ်ရှိမယ်နော်ဘကုံးမြစ်ကကျောင်းအနိုင်မြင့်နဲ့ပေါင်းစုံပြီးတော့မှရန်ကုန်မြစ်အဖြစ်ပါတယ်စီးဝင်တဲ့အဲ့ဒီရန်ကုန်မြစ်ကစီးစီးပြီးတော့နောက်ဆုံးမှဘယ်လေးကိုရောက်သွားလဲဆိုရင်မော်ဒမပင်လေဝေးကိုပါလို့လေစီးဝင်တယ်ဒါဆိုရင်ပြန်ပြောမယ်သားသူတို့ကဘကုံးမြစ်စီဘာမြစ်နဲ့ပေါင်းစုံပြီးတော့လှိုင်းမြစ်နဲ့ပေါင်းစုံပြီးတော့ ။ဘာအဖြစ်စီစဉ်သွားလဲ။ရန်ကုန်မြစ်အဖြစ်စီစဉ်သွားတယ်။တခါရန်ကုန်မြစ်ကပဲတဲတို့ဆရာကိုစီးဝင်လဲ။မိုးလမပင်လဲခွေအတွင်းတို့စီးဝင်တယ်။နောက်တစ်ခုကဆရာကလည်းပြောခဲ့ပြီးသားရန်ကုန်တိုင်းဒေသကြီးကြီးဆရာတို့အပူပိုင်းစုံထဲမှာပါဝင်တယ်။အပူပိုင်းစုံထဲမှာပါဝင်တယ်ဆိုရင်ပူလိုက်။နောက်တော့ဆရာတို့ရန်ကုန်တိုင်းဒေသကြီးဆရာတို့ပြောတယ်နိုင်ရန်ကုန်မြစ်တွေနဲ့နီးတယ်ပင်လယ်နဲ့နီးတယ်ဒါကြောင့်ဆရာတို့က ဘာဖြစ်လဲစွစွမယ်။အဲကြောင့်ဆယ်ဘောရေဘောတိုင်းနေတာဒီရာဒီဝုဒ္ဓတွေဘာသာတိဝုဒ္ဓလည်းမင်းရင်ပူပိုင်းစွစွတဲ့ရာဒီဝုဒ္ဓ။ဘာကြောင့်ပူပိုင်းစွစွတာလဲဆရာကပြောပြီးသားအဘူအိုင်းဒီလာဒီမှာရှိရတာအခုနားလို့ကပင်လယ်နဲ့နေရတာပင်လယ်နဲ့နေတော့ကြောက်ဒါကြောင့်ဆရာတို့ကပါလေပူအိုင်းဆိုဆိုတဲ့ရာသီဥတုရှိတယ်။ဒါလည်းနားလည်းမနော်ဒါဆိုရင်ဆရာတို့ဆက်သွားမယ်နောက်တစ်ခု နော်ဆရာတို့ရန်ကုန်တိုင်းဒေသကြီးကိုလည်းဆရာခံလေးကိုဝဲတာရန်ကုန်အရှိပိုင်းခံနောက်ပိုင်းခံကြောင်ပိုင်းခံနဲ့မြောက်ပိုင်းခံနော်အနောက်ပိုင်းမှာရှိတဲ့ကောင်တွေဒီရန်ကုန်နောက်ပိုင်းခံဥပမာဆရာတို့ရန်ကုန်ဆိုရင်ဆရာတို့ရဲ့နေရာစာပြီးပေါ့ဆရာဒီထန်းပြည်မြို့နယ်မှာတည်ရဲ့ဒါဒီရန်ကုန်အနောက်ပိုင်းခံနဲ့မှာပါဝင်တယ် နောက်ခရိုင်လေးခုခွဲရတယ်ပါရဲဆိုရင်အရှိပိုင်းရဲ့အနောက်ပိုင်းရဲ့တောင်ပိုင်းရဲ့မြောက်ပိုင်းရဲ့ဆိုပြီးတော့ဒါလို့ခွဲရတယ်လေးခုခွဲရတယ်နောက်တစ်ခုကရခိုင်ကမြန်မာနိုင်ငံရဲ့မြို့တော်ပါတယ်ရန်ကုန်မြို့အခုနောက်ပိုင်းမှာကျွန်တော်ဆရာတို့ကဘာအဖြစ်ပြောင်းသွားပြီလဲဆိုရင်ရန်ကုန်မြို့ကိုမြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဆိုပြီးတော့ပြောင်းသွားတာ။ဒါကြောင့်လဲဆိုရင်အဲ့ဒီရန်ကုန်မြို့ပေါ်မှာဆရာတို့လူတွေဟာဆရာတို့ကစီးပွားရေးကိုတွေ့တွေ့ကြည့်ကြည့်လုပ်လို့ရတယ် နော်ဘယ်လိုဆက်ပြောရလဲအဲ့ဒီမှာဆိုရင်ဆရာဆရာကဘယ်လိုပြောလဲဆိုတော့စီးပွားရေးကောင်းတယ်ပေါ့စီးပွားရေးလို့လို့ကောင်းတယ်ပေါ့အချက်ကြာကြတယ်ပေါ့အဲ့တော့ဆရာတို့ကဂျန်ကုန်မြို့ကတခုအခါမှာတော့မြန်မာနိုင်ငံရဲ့ဘာဖြစ်သွားပြီလဲစီးပွားရေးမြို့တော်ဖြစ်သွားပြီနောက်တော့ဆရာတို့ဂျန်ကုန်မြို့ရဲ့အကျယ်ဝန်းကဆရာတို့ကဂျန်ကုန်မြို့ကစတရီယန်ကီလိုမီတာဘယ်လောက်ကျယ်ဝန်းလဲဆိုတော့1000ကျော်လောက်ကျယ်ဝန်းတယ် ာဖြစ်လို့လဲတသောင်းကျော်ဂျေမောနဲ့နောက်လို့ဆက်သွားမယ်လို့ရောဒါဆိုရင်လူရအချောင်းသမားခုနှစ်တန်းကျော်ရှိတယ်သူစီဆယ်ဝါ2019ခုနှစ်တကောင်စင်ရဲ့အရာနော်ဒါဆိုလို့ဦးလေးတကောင်စင်ရဆရာကိုတော့ကြည့်လိုက်တဲ့အချိန်မှာအချောင်းသမားခုနှစ်တန်းကျော်ရှိသွားပြီအခုချိန်မှာဆယ်ဝါဒါ2019ခုနှစ်ကတော့ပါလားကွာခုစဉ်2020 ။ဘာဖြစ်လို့လဲလူကြီးရေအထက်ဒိုးလာတယ်။ဒါကဆယ်ဝါနှစ်နောင်းစကောဝင်နေကောက်ထားတဲ့ကတော်စင်းရဲ့လူကြီးဘယ်လောက်ရှိလဲ6.5တန်းကျော်ရှိတယ်။ဒါဆိုရင်ဒါမျိုးစဉ်းစားကြည့်မယ်။ဂျန်ကိုတိုင်းမှာနေတဲ့လူအများစုကြီးနော်ပါလူမျိုးတွေဖြစ်နေတယ်အများစုပြတာဟုတ်တယ်ပြောပမာလူမျိုးတွေအများစုဖြစ်တယ်နော်တခြားလူမျိုးတွေလည်းနေထိုင်နေတယ်နော်တခြားလူမျိုးတွေသားသမီးရှိမှာပေါ့နော်ဆရာဦးရွာမှာပဲဆရာဦးစဉ်းစားကြည့် စေအောင်ပြောင်းပါဆိုရင် your calculation ရှိတယ် recognition ရှိတယ်ရှင်းတယ်ရှိတယ်ဒါဆိုရင် your လေးပါမျိုးရှိရဲဆိုရင်ဂျန်ကိုတိုင်းတစ်ခုလုံးလာစေအောင်ချုံမုံကြည့်ရမယ်ဆိုရင်ပမာလူမျိုးတွေလည်းအများဆုံးနေထိုင်တယ်အခြားလူမျိုးတွေလည်းပါဖြစ်တယ်အများဆုံးနေတယ်ဒါဆိုရင်ဒါမျိုးဆက်စင်စားကြည့်မယ်။ဗမာလူမျိုးတွေအများဆုံးနေထိုင်နေဆိုရင်ဘာမှသာကိုအများဆုံးကိုးကွယ်ကြမယ်။ဂျာဘောသာမျိုးဗိုလ်လာပါလာကိုအများဆုံးဘာလို့ကြလဲကိုးကွယ်ကြ။ ဒါဆိုရင်တခြားဘာသာကိုးကွယ်လူတွေမရှိဘူးလားရှိတာပေါ့နော်တခြားဘာသာကိုးကွယ်လူတွေလည်းဆရာတို့လွတ်လပ်ကိုးကွယ်ခွင့်ရှိရယ်ကိုယုံကြည်ရယုံကြည်ရလွတ်လပ်ကိုးကွယ်လို့ရတယ်ဘာဘာသာတွေကိုးကွယ်ကြတယ်ဆိုရင် Christian ဘာသာတွေအဇလန်ဘာသာတွေ Hindu ဘာသာအခြားဘာသာတွေလည်းကိုးကွယ်ကြတယ်တချို့တွေကနှက်ကိုးကွယ်တာလည်းရှိတယ်နော်ဒါဆိုရင်သားသမီးတို့သိရမှသိဆရာတို့ကျန်ကုန်တိုင်းတရားကြီးတွေဘယ်လောက်ကျယ်ဝန်းလဲ ဒါပေမဲ့ဘယ်ဘာသာလိုအများဆုံးပို့ွယ်ကြတယ်။ဘာလူမျိုးတွေအများဆုံးနေထိုင်ကြတယ်။တခြားဘာဘာသာတွေလည်းပို့ွယ်ကြတယ်ဆိုတာဒါလူမျိုးသိရ။နောက်တော့တော့ဆရာတို့တနိုင်ငံနဲ့တနိုင်ငံဆရာတို့တော့အတော်လာလို့မယ်ဆိုရင်ဘာလို့လဲ။ဟုတ်တယ်လို့ရောလေချောင်းနေလို့လေရေချောင်းနေလို့လေ။ဟုတ်လားလို့ရော။ဒါကြောင့်ဆရာတို့ကနိုင်ငံတကာသူ့အဆက်တွေတွာလာနိုင်တဲ့လေချောင်းနေနေရှိရဲ့ရေချောင်းနေဆိုလေချောင်းဆိုရင်တော့တော့ဆရာတို့ကပြောတယ် အဲအကြီးကြီးဆိုင်ရာလေစိတ်တွေပေါ့နောက်တစ်ခုကအကြီးဆုံးဆိုရင်တော့ဆရာတို့ကတဘာဝအစစ်မီစိတ်ကိုင်းနေပါလေကြီးရှိအစစ်မီစိတ်ကိုင်းနေဆိုတာကသူများနိုင်ငံနဲ့တန်းတူပေါ့နော်အရင်ရောကြော်ကြားတယ်အရင်ရောစောင့်နေကမောက်ပုံပုံသုံးထားတယ်နိုင်ငံတကာအစစ်မီရဲ့စိတ်ကိုင်းနေပါမြင်နေကြီးရှိဘာမှကြီးရှိတာလဲရန်ကုန်တိုင်းဒေသကြီးမှာ တော့သူများနိုင်ငံနဲ့ရင်ပေါင်းတန်းပြီးတော့ဆရာရှင်လို့ရတယ်ပေါ့ကွာအဲ့လိုမျိုးဆရာတို့ကစိတ်ကန်းနေတရှိတယ်ဘာမှတရှိတာလဲဆိုရင်ရန်ကုန်တိုင်းဒေသကြီးမှာတရှိတယ်ဒါဆိုရင်ရန်ကုန်တိုင်းဒေသကြီးမှာ၄ချောင်းအပြည်ဆိုင်ရာ၄စိတ်လည်းရှိတယ်ရေချောင်းလည်းရှိတယ်နောက်တစ်ခုကအဆင့်မီစိတ်ကန်းလည်းရှိတယ်ရလာလို့ရမယ်နော်ဒါဆိုရင်ဆရာတို့ဆက်သွားမယ်ကဲနောက်တစ်ခုဆရာတို့ဆက်သွားကြည့်မယ်နောက်တစ်ခုကဘာလဲဆိုရင်နော် ်ဆရာဂျန်ကွန်နိုင်းနေတာကြီးဆရာခုနပြောရန်ကွန်နိုင်းနေတာကြီးနေမြမရဲ့မြမရဲ့စီးပွားရေးမျိုးတော်ဖြစ်တယ်။ငါစီးပွားရေးမျိုးတယ်ဆိုရင်ဆရာလုပ်ငန်းမျိုးစုံကိုလုပ်ကြတယ်။ဘာလုပ်ငန်းတွေလုပ်ကြတယ်ဆိုင်ရုံးမွေးမြူရေးလုပ်ကြတယ်။ငါရန်ကုန်မြို့ပေါ်ကိုတက်ပြီးတော့ဆရာမလုပ်ဘူးပေါ့။ဆရာနေရန်ကုန်တိုင်းဒေသကြီးမှာပါဝင်တဲ့နေလေးတွေပေါ့။ဆရာလေးရန်ကုန်တိုင်းဒေသကြီးမှာပါဝင်တဲ့ဆရာတန်းတမိမျိုးနဲ့အဲအဲ့ဒီမှာဆိုရင်ဆရာစိုက်တွေးရေးလုပ်တဲ့စပါးလို့ နော်ဥပမာခင်ရန်သုံးပွားဆိုရင်လည်းဆရာဘာလုပ်လဲဆိုရင်ဆရာကပဲလေးစိုက်တာလို့ဒါလေးလုပ်တယ်ငွေကြီးရဆရာကပြောလို့ဆရာရွာပါပဲကြက်မွေးတာလို့ဘဲမွေးတာလို့နော်အသားတို့ကငွေပြီးတော့ဆရာပြန်ရောင်းတာပေါ့ကွာမွေးပြီးရုပ်တယ်စက်မှုလက်မှုလုပ်ငန်းစက်မှုဆိုတာကဆရာကဆက်ရုံဆက်ရုံမြေမှာနော်လက်မှုဆိုတာကကိုယ်လက်နဲ့ဆရာကကျွန်တော်ပြောမယ်ဆိုတော့အာ စကဲလက်သာလို့ဒါရီစာကိုကုလနဲ့လုပ်ရတာပေါ့လက်နဲ့လုပ်ရတာတွေလက်မှုလုပ်ငန်းတွေလို့ခေါ်တယ်စက်နဲ့လုပ်ရတာတွေကိုစက်မှုလုပ်ငန်းတွေလို့ခေါ်တယ်ကုသညာဝယ်လုပ်ငန်းကုသညာဝယ်လုပ်ငန်းဆိုတာကဒါမှဆိုတော့အဲကုသညာဝယ်ကတနင်္ဂနွေတနင်္ဂနွေလိုက်ကုပဲလို့ကုသညာဝယ်လို့ရတယ်လို့နောက်ကပြည်တွင်းအချင်းချင်းဥပမာရန်ကုန်တိုင်းမှာရှိရဲဆရာကနေအချင်းချင်းပေါ့နော်ဥပမာ အဲ့ဒီအချင်းချင်းဟိုဆရာဘောက်လာလဲဆိုရင်ဒီကုန်ပစ္စည်းတွေဖက်လဲတာဒါဒီဘူးတဲ့ရောက်ဝင်လုပ်ငန်းနောက်တော့အကုန်သွေးလုပ်ငန်းအဲသူများနိုင်ငံကနေပြီးတော့ပစ္စည်းတွေကိုဇီယိုဆရာဘောက်ပို့တယ်အကိုကအကိုမှရှိတဲ့စံစဘာတွေကိုသူများနိုင်ငံကိုတင်ပို့တယ်ဟုတ်လားပြောဒါဒီကုန်သွေးလုပ်ငန်းဂျန်မွန်တိုင်းဒေတာကြီးမှာပဲပြောတယ်နောက်တော့ပို့ဆောင်ဆက်သွေးလုပ်ငန်းပို့ဆောင်ဆက်သွေးလုပ်ငန်းဆိုတာဆရာအခုဂျန်မွန်တိုင်းဒေတာကြီးမှာဆိုရင်ဘာရှိလဲဆိုရင် အာဖျားမှုထွက်တာပေါ့ကွာအဲဒါဒီဆရာတို့ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းနဲ့ဥပမာသူများကိုနိုင်ငံကနေပြီးသူများနိုင်ငံဥပမာထိုင်းဆိုတဲ့နိုင်ငံကိုသွားစစ်တယ်ဆိုရင်ယူနန်ကော်လိုနီယာပေါ့အဲ့ဒါလည်းပြောဒါဆိုရင်ဆရာကလည်းအေဂျင်စီနဲ့ဆက်သွယ်ပြီးသွားတာလို့ဒါမျိုးတွေပေါ့ကွာဒါဒီပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းဥပမာဘယ်လိုပြောပြအောင်လဲဆိုရင်ဒါဆိုရင်ကိုက အဲနိုင်ငံနဲ့စဉ်းစားအောင်ဆိုတော့မှအခုဆရာတို့ရန်ကုန်ကနေမန္တလေးကိုသွားစင်တာမျိုးရန်ကုန်ကနေပြည်ပြည်ကိုသွားစင်တာမျိုးရန်ကုန်ကနေအရာဝတိုင်းကိုသွားစင်တာမျိုးဒါကဒီဆရာတို့ကိုးစားဆက်သွေးလုပ်ငန်းတွေပဲနောက်တစ်ခုကဝန်ဆောင်မှုလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းဆိုတာကဆရာတို့ဥပမာပြောမယ်ဆိုရင်ကွာအာမိမှုတိုက်တာလို့ဒါဒီဆရာတို့ဝန်ဆောင်မှုလုပ်ငန်းတွေပဲဝန်ဆောင်မှုလုပ်ငန်းတခြားအများကြီးရှိတယ်ကွာတော့ဒါဆရာတိတိကျကျပြောရတာဒါဒီအားလုံးဒီရန်ကုန်တိုင်းနေတာချင်တာဘာလို့လဲလောက်ကန်တယ် ဝန်ဆောင်မှုလုပ်ငန်းဆိုတာကဥပမာပညာရေးဝန်ဆောင်မှုလုပ်ငန်းလည်းရှိတယ်၊စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းလည်းရှိတယ်၊ပညာရေးဝန်ဆောင်မှုလုပ်ငန်းဆိုတာကဆရာဥပမာပြပြမယ်ဆိုရင်ကျွတ်ရှင်းတင်မယ်ပေါ့ကွာကျွတ်ရှင်းတင်မယ်ဆိုရင် agency နဲ့ကြာပါလေအချက်ကလေ agency နဲ့ဆရာအချက်ပြတဲ့အခါမှာအဲအဲအဲ့ဒီချိန်ပေးရောဝန်ဆောင်မှုပေးရတယ်ဘလောက်ဘလောက်ပေးရတယ်ပေါ့ဒါလေးဆရာဝန်ဆောင်မှုလုပ်တယ်အဲ့ဒါလေအားလုံးဒီမမာရှိတယ်ဆိုရင်ရန်ကုန်တိုင်းဒေသကြီးမှာရှိတယ်နောက်တစ်ခုဆရာဆက်သွားမယ် ဂျန်မွန်တိုင်းဒေသကြီးကအမှန်တကယ်တော့ဆရာတော်ဆက်ရွေးနိုင်တယ်ဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ဆရာတော်နိုင်ငံမှာဆက်ဆံမှာအများဆုံးထွက်တယ်။အဲဒီဆက်ဆံမှာကိုဆရာတော်ကဘာလဲဆိုတော့ပြည်နိုင်ငံကိုကျင့်သွင်းတယ်။စိုက်ပွေးသုံးတော့ဖြစ်ထွက်တယ်တော့ကွာ။နောက်ပိုင်းမှာဆရာတော်ဆက်ရွေးနိုင်ငံကနေဆရာတော်ကဘာအောင်ပြောင်းပါလဲဆိုစမှုကဏ္ဍကိုဆရာတော်ပြောင်းနောက်ဆက်မှုကဏ္ဍဆိုတာဆက်မှုရမှုဖွင့်ပြိုးတဲ့နိုင်ငံပေါ့သူများနိုင်ငံနဲ့ဆက်ပေါ်ရှင်းပေါင်းတန်းနိုင်ဖွင့်ပြိုးတဲ့နိုင်ငံရေးစရာပါလို့မယ်ပြောင်းမယ်အဲ့ဒီလိုပြောင်းတဲ့အခါမှာ เนาะစက်မှုဆုံးအများအများနဲ့အထူးစီးပွားရေးဆုံးတွေပါလေတိဆောင်မယ်စက်မှုဆုံးအများအများဆိုတာကကျတော့အထည်လေးစက်မှုဆုံးတို့ဟုတ်လားလေလေရောနောက်တော့ရေတန်းနေဒါစက်မှုဆုံးအများအများပါလေတိဆောင်မယ်တိဆောင်ပြီးတော့မှเนาะဆရာတို့ကပြောတဲ့စက်မှုကြံတာဘယ်လိုရမလဲအကြောင်းလေးလို့ရတယ်ဒါမှမဟုတ်ဒါဆိုရင်တောက်တပီတို့ကတောက်တပီတို့ကဒီပြင်ကန်းတော့တည်ပြီးတဲ့အခါမှာဘာကိုတည်ရလဲဆိုရင်ခုနရန်ကုန်တိုင်းဒေသကြီးတွေ เนาะจังไรนี่ตาจีนี่เบรไดนี่ตาจีนี่เนี่ยเนาะเนเนเมจีชี้ซัดนี่เลยฉีช้าได้มิตรนี่ก็บาเลยหลูนี่บลาชินเลยบาหลูยูนี่อะยาซงกู้กวยจาเลยဆိုလို့ရောဘယ်ဘာသာကိုအများဆုံးကိုးကွယ်ကြလဲဘာလိုမျိုးတွေအများဆုံးနေနိုင်လဲနောက်ထပ်ဘာဘာသာတွေလည်းရှိသေးတယ်နောက်တော့ရန်ကုန်တိုင်းဒေသကြီးမှာဘာလုံးများနေလောက်ကန်တယ်လဲ ဒါလေးသားသမီးတို့သိဖို့လိုတယ်ဒါမနော်နောက်တော့ဆရာကပြောတော့နိုင်ရင်းနဲ့ဗေဒင်းနဲ့ပေါင်းပြီးတော့ဗေဒင်းကိုစီဝင်လာတယ်ဒါလေးသားသမီးတို့ကစာချက်ဆရာမလိုသားသမီးတို့နားလည်အောင်ဖတ်လိုက်နားလည်အောင်ဖတ်တော့ပြီးတော့မှဆရာစာချက်ဒါမနော်ဒါဆိုရင်ဆရာတို့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အမေမိမပါဆရာဒီသားသမီးကို verify လုပ်မှုရေးနော်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ဆရာစီးပွားရေးဇုံကြောင့်ဆရာဆက်ပြီးဆွေးနွေးတယ် စီးပွားရေးဆောင်ဆိုတာကဇေယျနိုင်ငံတကာနဲ့ပေါ့ကွာနော်နိုင်ငံတကာနဲ့ဆရာတော်ကဆက်သွယ်ပြီးတော့နော်ဆရာတော်ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့စီးပွားရေးကိုဆရာတော်တိုးတက်အောင်လုပ်တာဒါဆိုရင်နော်ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့စီးပွားရေးဆောင်ကဘာစီးပွားရေးဆောင်လဲဆိုရင်တိလဝါဒါကြောင့်ဆလုံးမောင်းလေးတခြားကြည့်မယ်နော်တိလဝါဟာလဝါမဟုတ်နော်ဟာလဝါမဟုတ်တိလဝါစီးပွားရေးဆောင်အဲ့ဒီတိလဝါတိလဝါစီးပွားရေးဆောင်ဒီဆရာတော်ဘာမှရှိလဲဆိုရင် ပန်လင်းနဲ့ကြောက်တန်းကြားမှာတရှိတယ်နော်တောင်းသမီးတို့ဆရာတခုပြောပြမယ်နော်ဆရာတို့ဒီဆရာတို့ရန်ကုန်တိုင်းဒေသကြီးမှာလူတိများပြီးတော့နမယ်ကြီးရဲ့ထင်ရှားတဲ့ဆရာဖျားနမယ်ပြောမယ်အဖျားတောင်းသမီးတို့တင်းဆရာတို့ဒီနေရာကိုတည်သွားလိုက်မယ်ရေလေဖျားလို့ခေါ်တယ်နော်ရေလေဖျားလို့ဆိုရတဲ့လမ်းမှာအဲ့ဒီဆရာတို့တိလောကအထူးစီးပွားရေးဆောင်ရှိတယ်နော်ဆရာဘာလို့တည်ရလဲဆိုရင်ဆရာရှင်လေးဘုရားတော်တော့လမ်းမှာဆရာတွေ့ခဲ့တယ်။နော်လမ်းပေါ်လုံးဝဖြောင့်ဖြူးနေတာပဲ เนาะဒါကဘာကြောင့်လဲဆိုရင်ဒီကောင်ကြီးစီးပွားရေးဆော်ဆိုတဲ့အတွက်ဆရာတို့နာမည်ဆက်သွယ်ရေးဘာဖြစ်ကောင်းလဲကောင်းပါကဲဒါဆရာဆက်သွားမယ်ကွာဆရာတို့မြန်မာနိုင်ငံမှာပထမဦးဆုံးစီးပွားရေးဆိုတာဘာလဲဆိုရင်ဒီလိုဟာစီးပွားရေးဆိုအဲ့ဒီဒီလိုဟာစီးပွားရေးဆိုကိုဆရာဘယ်နှခုနှစ်မှာစပြီးတော့တည်ထောင်ခဲ့လဲဆိုရင်2013ခုနှစ်မှာစပြီးတည်ထောင်ခဲ့နော်ဒါပေမဲ့တည်ထောင်တည်ထောင်ပြီးတဲ့အခါမှာချက်ချင်းတော့ဆရာဈေးရောင်းဖို့မရသေးဘူး နောက်ဇေယောဇေယောမို့အတွက်နိုင်ငံတကာနဲ့ဆက်သွယ်ရမယ်ဟုတ်လားဗျောဒါကြောင့်ဇေယော2013ခုနှစ်မှာစတင်တည်ထောင်ပြီးတော့ဘဏ္ဍာခုနှစ်မှာစတင်ပြီးတော့ပစ္စည်းကိုရောင်းနေဆိုရင်2015ခုနှစ်မှာစတင်ပြီးတော့ပစ္စည်းတွေကိုထုတ်လုပ်ပြီးတော့ရောင်းချတယ်ဒါအောင်တော့မျိုးစဉ်းစားကြည့်မယ်နော်ဒီပုံလေးကိုသားသမီးကြည့်လိုက်နော်ဇေယောဒီမှာဒါတိလောကအချိုးစည်းဝိုင်းဆိုဒီမှာဇေယောနိုင်ငံတွေအများကြီးပဲ အဲ့ဒီနိုင်ငံတွေရနေပြီဆရာတို့ကုန်ပစ္စည်းတွေဘာဖြစ်လဲဆရာတို့တင်သွင်းတယ်တင်သွင်းပြီးတော့ဆရာတို့ဒီမြန်မာနိုင်ငံအတွင်းမှာရန်ကုန်တိုင်းဒေသကြီးမှာဘာဖြစ်လဲဆိုတော့ထုတ်လုပ်ပြီးတော့ကြောင်းချဒါကဆရာတို့အတိလို့က 2C ဘွားရေးဆောင်ကြောင်းဆရာတို့ပြောနေတာဆက်သွားမယ်လေဒါဆိုရင်တောက်လို့သိရမယ်နော်ဘယ်နှခုနှစ်မှာစပြီးစတင်နေထောင်လဲဆိုရင်2013ခုနှစ်နော်ဘယ်နှခုနှစ်မှာစတင်ရောင်းချလဲဆိုရင်2015ခုနှစ်မှာစတင်ပြီးရောင်းချတယ်ဟုတ်ပြီဒါဆိုရင်ဆရာကြီးဘာတွေရောင်းချလဲဆိုရင်ဒါတွေကုန်ရောင်းချတယ်ပြောတောက်လို့ကြည့်ကြည့်မယ်စတော့ပေါ့နော်ဆရာတို့ လူတွေဖြစ်လာပြီဆိုတော့ဒါဆိုရင်စားတော့ဝရင်ကြီးဆုံးပဲစားဝတ်နေရေးစားဝတ်နေရေးအစားတော့ဝရင်ကြီးဆုံးဒါကြောင့်ဆရာကစားတော့ပုံရောင်းချတယ်နော်နောက်တစ်ခုကစားလို့ရေးသုံးပစ္စည်းတွေစားလို့ရေးသုံးပစ္စည်းဆိုတာနော်ဆရာထင်သာမြင်သာရှိအောင်ပြောရမယ်ဆိုရင်တန်နေတန်မဏိတွေအုတ်တွေကြောက်တွေဘီလက်မြေတွေဟုတ်လားပြောဒါတွေကိုရောင်းချတယ်နောက်လေယာသုံးစက်ပြည်ရာနဲ့ဆက်ဆက်ပစ္စည်းများလေယာသုံးစက်ကြိယာဆိုတာတအားမျိုးအဲအရင်တော့ဆိုရင်တော့ဆရာကလေယာဒီမှာသုံးတာနွားအဓိကသုံးတာ ။အခုနောက်ပိုင်းမှာဆရာတော်ကအာနီးပညာတိုးတက်လာတဲ့နောက်ပိုင်းမှာဆရာတော်နွားတွေပါတယ်မတော်တော်တယ်ရော။နော်ဆရာတော်ထွန်ဆက်တို့နော်ချွေလေးဆက်တို့အဲဒါနဲ့ပတ်သက်တဲ့ပစ္စည်းရောင်းချတယ်။နောက်တော့အဲ့ဒါတကယ်လို့အဲ့ဒီဆက်ပစ္စည်းတွေဆရာတော်ဘယ်လိုဟိုဘယ်လိုပျက်စီးသွားရင်ပေါ့။နော်ဆရာအလွယ်တကူစားလို့ရတဲ့ဆက်ဆက်ပစ္စည်းတွေပါလို့လည်းရောင်းချတယ်။နောက်တော့မော်တော်ယာဉ်အဲမော်တော်ယာဉ်ကတော့ဒီကားတွေပေါ့ကွာ။ နော်ကားရှိုးရူးနေအမှရှိတယ်နောက်တော့အမှဆရာကားနဲ့ပတ်သက်တဲ့အပိုပစ္စည်းတွေပေါ့ကွာသင်္သာမြင်သာရှိအောင်ပြောပြတော့တာယာတို့နော်စပစ္စည်းတွေပေါ့ကွာအများကြီးပဲအဲ့ဒီမှာရောင်းချတယ်နောက်တစ်ခုကစေဝါပြောတရားကိုနိုင်ငံတနိုင်ငံမှာအရင်ကြီးဆုံးကစေဝါပဲ။နော်ဆရာတော်ကအများတဲ့လူတွေကအသက်ရှင်လာတဲ့အများဆရာတော်ကအကျမ်းမကြီးကမကောင်းဖြစ်မှာပဲ။နော်ဒါဒါကြောင့်ဆရာတော်ကအဲ့ဒီမှာဘာရောင်းချလဲဆိုရင်စေဝါတွေစေယုံသုံးပစ္စည်းတွေ။နော်စေယုံသုံးပစ္စည်းဆိုတာခုနဆရာဝင် Nest တို့ဆရာဝင်တို့နော်သုံးတဲ့အခါမှာသုံးတဲ့ เนาะပစ္စည်းတွေဘောအဲ့ဒါကိုဆရာရောင်းချမယ်နောက်တော့ဓာတ်ပြည့်ဩဇာတွေဘီလက်နေဒါတော့ဘာလဲဆိုတော့ site view သုံးပစ္စည်းတွေနော်ဆရာအရှိမလေးဆရာတင်ခဲ့ပြီးသား appendicitis ကြီးထွားဖို့အတွက်ဒီဓာတ်ပြည့်ဩဇာတွေအရေးကြီးတယ်နောက်တော့ဘီလက်နေဘီလက်နေဆိုတာလည်းဟိုမှာပြလို့ရပါတယ်စောက်ရည်သုံးပစ္စည်းတွေမှာနောက်ဆရာအိန္ဒိယစောက်မယ်ဆိုရင်ဘီလက်နေမပါဘဲနဲ့စောက်တော့မရဒါရင်ဆရာရောရောင်းချတယ်နောက်မှာလျှက်စစ်ပစ္စည်းတွေတိရစ္ဆာန်အစားအစာထုတ်လုပ်တဲ့လုပ်ငန်း မင်းစစ်ပစ္စည်းတွေရောဆရာအိမ်ဆောက်ပြီးသွားပြီကွာအဲ့ဒီအိမ်ထဲမှာသူတန်းဖို့မီးတွေဟုတ်လားပြောဒါကြောင့်ဆရာမင်းစစ်ပစ္စည်းတွေလုံမင်းကလေးဆန်အစားအစာထုတ်လုပ်တဲ့လုပ်ငန်းဟောကလေးဆန်အစားအစာဆိုတာတောင်းဆိုလို့ဝတ်ဆိုရင်ဝတ်စာပေါ့ကွာနောက်နောက်လို့ဆရာအဲဆရာကြောင်းတော်ဆရာကြောင်းစာပေါ့နောက်ကြောင်းစာတွေဒါစစ်တိဆန်အစားအစာထုတ်တဲ့လုပ်ငန်းတွေနောက်ကအထည်ချုပ်လုပ်ငန်းတွေငါအထည်ချုပ်လုပ်ငန်းတွေဆိုတာကဥပမာနော်ဆရာပြီးတော့ပြောပြရမယ်ဆိုရင်အဲအထည်ချုပ်လုပ်ငန်းတွေဆိုတာပိတ်စာတွေပေါ့ကွာ နောက်ပြီးတော့ဆရာတို့ထိချိုးလို့မို့အတွက်ဆရာတို့စက်တီရှိမယ်နော်မော်တာဆက်တို့ခြေနင်းဆက်တို့ဟုတ်လားပြောဒါကဆရာတို့ကအထည်ချိုးလုပ်ငန်းတွေဒါဒီအားလုံးကိုအဲ့ဒီအထည်ချိုးလုပ်ငန်းတွေပတ်သက်တဲ့ပစ္စည်းတွေရောဒါဒီအားလုံးကိုဗမာဆရာတို့ကရောင်းချနေလဲဆိုရင်ဆရာခုနပြောတဲ့တိလဝါအထူးစည်းဝိုင်းဆောင်ကရောင်းချတယ်ဒါဆိုရင်တအားလို့ဒီထုတ်လုပ်တဲ့ပစ္စည်းတွေအားလုံးကိုကြည့်ချင်ရတယ်တအားလို့တစ်ခုစဉ်းစားကြည့်ဒီတိလဝါကနော်အထူးစည်းဝိုင်းဆောင်ကပစ္စည်းပေါင်းဆောင်တအားလို့ပြောရတယ် ဘာလို့ကျင်လဲအားလုံးရဘာလို့လဲဆိုရင်နိုင်ငံတကာကနေပြီးတော့ထုတ်လုပ်လိုက်တဲ့ပစ္စည်းတွေအားလုံးဒီအဲ့ဒီသီလဝါအထူးစည်းပွားရေးဆောင်မှာရနော်ဒါကြောင့်ဆရာသီလဝါအထူးစည်းပွားရေးဆောင်ဒီရန်ကုန်မြို့ဒီဘာဖြစ်လဲနော်ဆရာဒါကြောင့်ဆရာစည်းပွားရေးမြို့တော်ဆိုပြီးဆရာကပြောတာနောက်ဆရာဆက်သွားကြည့်မယ်နောက်တစ်ခုကဲဟုတ်ပြီဒါဆိုရင်ဆရာကပြောသွားတယ်နော်ဘာလို့ဆရာကအစုံရတာလဲဆိုရင်နိုင်ငံတကာကနေပြီးတော့တင်သွင်းလို့လို့ဆရာပြောတယ်။ဒါဆိုရင်ဘယ်နိုင်ငံကနေဆရာတင်သွင်းတာလဲ။ဒါဆိုရင်ကြည့်ကြည့်မယ်။ တရုတ်တွေဂျပန်တွေထိုင်းတွေအိန္ဒိယတွေစင်ကာပူတွေကိုရီးယားတွေဒီနိုင်ငံတွေကနေပြီးတော့ဆရာကုန်ကျန်းတွေတင်သွင်းတယ်။ကုန်ကျန်းတွေတွင်သွင်းပြီးတဲ့အခါမှာဆရာခုနကပြောတယ်သူများနိုင်ငံကလူတွေကလေးเนาะဆရာခုနကပြောတယ်အနောက်ကုမ္ပဏီပိုင်ရှင်တွေကြီးဆရာတို့တခြားလူမျိုးသားတွေပေါ့ကွာသူကမြန်မာနိုင်ငံမှာလာပြီးတော့စီးပွားလုပ်နေတယ်ပဲရှိတယ်။ဒါဆိုရင်ကုန်ကျန်းတွေတင်သွင်းပြီးတဲ့အခါမှာအတောင်တွေကိုဆရာတို့ကဘာလို့မလဲဆိုတော့တက်စင်တယ်။တက်စင်ပြီးတဲ့အခါမှာဆရာတို့ကပြည်တွင်းမှာလည်းရောင်းချတယ်။တခါအဲ့ဒီပြည်တွင်းမှာဆက်ဆက်ပြီးတော့ เนาะဆရာတို့ခုနကတော့တက်ဆင်ပြီးတဲ့ပစ္စည်းတွေကိုပြည်ထဲမှာရောင်းချပြီးတော့တခါဆရာတို့တခြားနိုင်ငံတော့လည်းဘာဖြစ်လဲရောင်းချဒါမှဆရာတို့မြန်မာနိုင်ငံကဝင်ဝင်တိုးလာမှာပေါ့ဟုတ်လားနော်ဒါဆိုရင်ဒီဘက်ကဆရာတို့ကတင်သွင်းတယ်ဒီဘက်ကိုဆရာကထုတ်လို့ရောင်းချဘယ်နိုင်ငံတွေကိုပြန်ပြီးတော့ထုတ်လို့လိုက်လဲဆိုရင်ဂျပန်တွေမလေးရှားတွေထိုင်းတွေစင်ကာပူတွေတရုတ်တွေအမေရိကန်တွေဥရောပနိုင်ငံတွေဒီနိုင်ငံတွေကိုဆရာတို့ကုန်ပစ္စည်းတွေပါလို့လည်းပြန်ပြီးတော့ထုတ်လို့ရောင်းချ This note လေးကိုသားလို့နားလဲလား နားလည်ဖြစ်ပါနော်ဒီဘက်ကကြတော့ဆရာတော်မြန်မာနိုင်ငံကိုတင်သွင်းတာဒီဘက်ကတော့မြန်မာနိုင်ငံမှာအခုကတော့တင်သွင်းတဲ့ပစ္စည်းတွေကိုဆရာကအချောတက်တယ်ပေါ့ကွာအချောတက်တယ်ဆိုတာကဟိုဘက်ကနေတစားစီပို့လိုက်တဲ့ဥစ္စာတွေကိုငါအဆုတ်တွေတော့ပို့တယ်ဗျတစားစီပို့ရဟာဒီဘက်မှာဆရာမော်ဒယ်ကားဆိုလဲဆရာတက်ဆင်တယ်တက်ဆင်ပြီးတဲ့အခါမှာပြည်ထဲမှာလည်းရောင်းချတယ်နောက်ကပြည်ပကိုလည်းပြန်ပြီးတော့ရောင်းချတယ်နောက်ဆရာဘယ်နိုင်ငံကြီးလဲဆိုရင်ဒီနိုင်ငံတွေကိုဆရာပြန်နေပြီးတော့ရောင်းချတယ်ရအောင်တော့ဗျဒါဆိုရင်ဆက်သွားမယ်နောက်တစ်ခုကြက်ဟုတ်ပြီလာပြီတပည့်တော်မိကုန်လေး ီလုံးဟာအထူးစည်းဝိုင်းဆောင်မှာထောက်ကုန်ပစ္စည်းများကိုမြေပြည့်ဈေးကွက်များသို့တင်ပို့ရောင်းချတယ်။ဆရာခုနပြောတဲ့နိုင်ငံတွေဒီဘက်မှာဆရာရေးပေးထားတဲ့နိုင်ငံတွေကိုတားသမီးတို့ဖြည့်လိုက်ရင်ရရမယ်နော်။ဒါဆိုရင်ဆရာရေးပါလေးလို့တားသမီးကြည့်လိုက်ပါ။ဆရာပြန်ပြမယ်။နော်။ဒါလေးကိုပြောဒီကောင်လေးတားသမီးဖြည့်ရုံပဲ။ဂျပန်မလေးရှား၊ထိုင်း၊စင်ကာပူ၊တရုတ်၊အမေရိကန်၊ဥရောပပြည်ပစည်းကွက်များသို့ ထုတ်လို့ရောင်းချလျက်ရှိတယ်။ဒါမျိုးနားလည်လားနားလည်မဲ့ဖြစ်ပါတယ်။ဒါဆိုရင်ဆရာဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်။